င်းလေးရဲ့အဓိကလာတော့အသေးပုပ်ပုံစံဖြစ်တာရဲ့အရွက်ပေါ်မှာပန်းအောင်လေးရှိကြရဲဆိုတာကဒါသူရဲ့အဓိကလာပေါ့နော်တဲ့တဲ့မင်္ဂလာပါမိတ်ဆွေငယ်ချစ်တွေဒီနေ့မှာတော့ကျွန်တော်နောက်မှာရှိတဲ့ပိုက်ပါပေါ့နော် ပိုက်ပါဆိုတာတနည်းအားဖြင့်ပြောရမယ်ဆိုကွန်မြူနယ်တမျိုးမိတ်ဆက်ပင်မှာပဲဖြစ်ပါတယ်အခုဒါမိတ်ဆက်တငယ်ကျွန်တော်မြင်တွေ့နေရတဲ့ပိုက်ပါတော့ဒါထိုင်းဒီတာမျိုးကြီးပိုက်ပါပဲဖြစ်ပါတယ်ကျွန်တော်နဲ့တူတူသူ့အနီးကနေထားလေးရဲ့အလတ်လေးကြည့်အောင်အခုမိတ်ဆက်တငယ်ကျွန်တော်မြင်တွေ့နေရတဲ့ပိုက်ပါတော့ဒါထိုင်းဒီတာမျိုးကြီးပိုက်ပါလေးပဲဖြစ်ပါတယ်ဒီရဲ့အဓိကအလတော့အသေးပုံစံဖြစ်တာရဲ့အရွက်ပေါ်မှာပန်းရောင်လေးရှိကြရတယ်ဆိုတာကဒါသူရဲ့အဓိကအလပေါ့နော် ဒါပေမဲ့သူတို့ကစူတိုင်းစများပြီးတော့မှနည်းနည်းပေါ့နော်မော်ရည်နေကြတဲ့နေရာပတ်ဝန်းကျင်ပုံစံမျိုးပဲဒီထက်ပေါ့အခုကတော့စူတိုင်းစနည်းနည်းသေးတယ်ဒါပေမဲ့ color အပြောက်အပေါ်သလားဆိုတော့ပေါ်တယ်ပေါ့နော်ဒါပေမဲ့ဒီထက် color နည်းနည်းပိုပြောက်စီချင်တော့ကျွန်တော်စူတိုင်းစနည်းနည်းဒီထက်မြင့်မြင့်လေးထားမှာပဲဖြစ်ပါတယ်စူတိုင်းစမြင့်လေးသူကပန်းအောင်ဆက်ပုံများလေးပဲဖြစ်ပါတယ်ဒီပေါ့သူတို့တွေကတမျိုးလေးလာနေပေါ့နော်ကျွန်တော်တို့ကကျွန်တော်အိမ်မှာရှိတဲ့ green house ထဲမှာ climber အနေနဲ့တုံးချင်တဲ့ဆိုရင်ဒီမျိုးလေးတွေတုံးလို့ရတာပဲဖြစ်ပါတယ်ဒီပေါ့သူလည်းတမျိုးနဲ့တမျိုးလာကြတာပေါ့နော် အဓိကသူ့မှာပန်းရောင်အဆက်ပြောက်လေရသူလာစီတာပေါ့နော်အာနောက်ရောက်ကြရင်တော့ကျွန်တော်ဒေတာမျိုးတဲ့ကဒီထက်ကလာပူစွာတဲ့မျိုးလေးကိုကျွန်တော်အမိတ်ဆက်ပေးပါအောင်မယ်အခုလောလောဆယ်ကတော့ထိုင်းမျိုးအရင်ပြလာတာပဲဖြစ်ပါတယ်